စက်နီလိုင်ဘရီမှာချူစုလိုက်ပါရဗျ။ကျွန်တော်အနေနဲ့ကျွန်တော်လိုပဲနိုင်ငံသားတင်းကိုစိတ်ဝင်စားတဲ့သူတွေ၊တင်းကိုချိန်ပြပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့တင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့တင်းတွေကိုအထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါရဗျ။ဒီလိုမျှဝေတဲ့နေရာမှာအခု what happens now ဆိုတဲ့အစီအစဉ်ကတော့နိုင်ငံတကာမှာလက်တလုံးဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေတဲကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစုစည်းမျှဝေပေးနေတာဖြစ်ပါတယ်။အခုအပိုင်း38နေနဲ့မျှဝေပေးသွားမှာတော့ လက်လုံးစိတ်ဝင်စားစရာအကောင်းဆုံးကိစ္စတစ်ခုဖြစ်တယ်ပါကစ္စတန်နဲ့အိန္ဒိယနဲ့ပတ်သက်တဲ့ဆက်ဆက်သတင်းတွေကိုမျှဝေမှာဖြစ်ပါတယ်ဗျဒီမျှဝေမှာအကြောင်းအရာတွေမှာကတော့အိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့ဝင်တွေကကက်ရှမီးယားဒေသမှာငါးညစက်တိုက်ပြန်လည်ပစ်ခတ်ခဲ့ကြတယ်ဆိုပြီးအိန္ဒိယစစ်တပ်ကပြောကြတယ်လို့သတင်းထွက်ပေါ်လာတဲ့အကြောင်းအဲဒီနောက်မှာပါကစ္စတန်ကာကွယ်ဝင်ကြီးကအိန္ဒိယရဲ့စစ်ရေးအရကျူးကျော်မဲ့စစ်ဆေးအခြေအနေကိုရင်ဆိုင်နေရကြောင်းပြောကြားခဲ့တဲ့သတင်းပြီးရင်တော့ပါကစ္စတန်ဝင်ကြီးရဲ့ အိန္ဒိယလာမယ့်24နိုင်ရက်နေ့36နိုင်အတွင်းပါကစ္စတန်ကိုစစ်ရေးရတိုက်ခိုက်မယ်ဆိုတဲ့သတင်းရဲ့လက်ရှိအခြေအနေပြီးရင်တော့ပါကစ္စတန်နဲ့အိန္ဒိယဘယ်သူဒီကိစ္စမှာအတန်ပိုထွက်လာခဲ့တယ်လဲအဲဒီနောက်မှာနှစ်နိုင်ငံစစ်ဖက်ရေးရလှုပ်ရှားပြင်ဆင်မှုအချို့ပြီးရင်တော့ပါကစ္စတန်နိုင်ငံအတွင်းကျမ်းပတ်တိုက်ခိုက်မှုတွေကိုအိန္ဒိယကတိုက်ရိုက်ပါဝင်စီစဉ်ခဲ့တယ်ဆိုပြီးတော့ပါကစ္စတန်တပ်မတော်ပြန်ကြားရေးကထုတ်ပြန်ခဲ့တဲ့အကြောင်းအရာအဲဒီနောက်မှာအိန္ဒိယနဲ့ပါကစ္စတန်ပေါ်စိုးရိမ်ပူပန်နေတဲ့ကုလသမဂ္ဂဒုတိယတွေ့မှုချုပ်နယ်ထူထူးညီလာခံဥက္ကဋ္ဌ ပြီးရင်တော့လက်ရှိတင်းမာမှုနဲ့ပတ်သက်လို့ဘယ်နိုင်ငံတွေကဘာတွေပြောထားတာလဲဆိုတော့အကြောင်းအရာအလုံးကိုစူးစိမ်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့ အိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့ဝင်တွေကကက်ရှမီးယားဒေသမှာငါးညစစ်တိုက်ပြန်လည်ပစ်ခတ်ခဲ့ကြကြောင်းအိန္ဒိယစစ်တပ်ကပြောကြားခဲ့တဲ့ဆိုပြီးသတင်းထွက်ပေါ်လာတာပါ။ဟိုဒီနေရာမှာကျွန်တော်တို့ခုလေးပြောပြရစီဗျာကျွန်တော်တို့အနေနဲ့ကလေအခုနသတင်းကောင်းစင်လေးတွေကိုမျှဝေပေးတာကဟိုဒီထဲမှာအခုမှကိုစိတ်ဝင်စားတယ်နားထောင်ကျင်တယ်ဆိုလို့ရှိရင်လည်းနားထောင်လို့ရအောင်ကဲလို့စိတ်ဝင်စားအောင်ဆိုလို့ရှိရင်လည်းအလွယ်တကူဆုံးဖြတ်နိုင်အောင်ပါမယ့်အကြောင်းအရာလေးတွေကိုအရင်ဆုံးရှေ့မှာပြောပြပေးတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီ အဲဒီလိုမျိုးဖိုင်တစ်ခုလုံးရဲ့အခုဒီသတင်းမြောက်ရင်းတစ်ခုလုံးရဲ့အကြောင်းအရာကပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကစုစုပေါင်းမှ100 MB လောက်နဲ့နားထောင်လို့အဆင်ပြေအောင်ပြုလုပ်ပေးထားတာပါဗျ။ဟုတ်ကဲ့။အိန္ဒိယစစ်တပ်ကဟိမောနာတောင်တန်းရဲ့အမြင့်ပိုင်းမှာရှိနေတဲ့အဝေးစခန်းတွေတီရှိရာလုံခြုံရေးထူထပ်တဲ့နယ်မြေဖြစ်တဲ့အငင်းဘွားကက်ရှမီးယားဒေသတွေကထိန်းချုပ်ရေးမြင်းတလျှောက် ညချိန်ပြန်လည်ပြစ်ခတ်ခဲ့ကြောင်းနဲ့အိန္ဒိယနဲ့ပါကစ္စတန်စစ်သားတွေကညှင်းပွားနေတဲ့ကရှမီးယားဒေသမှာငါးညဆက်တိုက်ပြန်လည်ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်ဆိုပြီးဧပြီ29ရက်နေ့ကကြေညာခဲ့တဲ့သတင်းထွက်ပေါ်လာပါတယ်။ညပိုင်းမှာပါကစ္စတန်စစ်တပ်ကထိန်းချုပ်ရေးမြင်းကိုဖျက်ပြီးအကြောင်းမဲ့လက်နက်ငယ်ပြစ်ခတ်တဲ့နေရာကိုလှုပ်ဆောင်တဲ့ကူပွာရာ KI ဘာရာမူလာ KI တို့နဲ့မျက်နှာချင်းဆိုင်ဒေသတွေမှာရှိနေတဲ့ဒေသအခါနောက်အပိုင်းအိန္ဒိယတွေမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာဆိုပြီးအိန္ဒိယကကြေညာခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ ဧပြီလ29ရက်ညပိုင်းကလည်းပါကစ္စတန်စစ်တပ်ရဲ့စစ်စခန်းတွေဟာထိန်းချုပ်ရေးစီမင်းကိုကျော်ဖြတ်ပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကကက်ရှမီးယားဒေသကိုပိုင်းခြားထားတဲ့အမာဂန်နေဆက်မင်းကိုညှို့ပြောဆိုခဲ့ပါတယ်။အိန္ဒိယစစ်သားတွေကရန်စားမှုကိုချင်း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 ရှိပြီးထိရောက်မှုရှိတဲ့ပုံစံနဲ့တုံ့ပြန်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒီကဒဏ်ရာရတဲ့သတင်းတော့မကြားရပါဘူး။ပါကစ္စတန်ဘက်ကအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ပြောကြားချက်မတွေ့ရပါဘူး။ ီးတော့ဧပြီ29ရက်နေ့ဆိုတာကပါကစ္စတန်နိုင်ငံသားတွေကိုထွက်ခွာဖို့နောက်ဆုံးသတ်မှတ်ချိန်ဖြစ်တယ်လို့အိန္ဒိယကပြောကြားထားတဲ့ရက်လည်းဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါကစ္စတန်ကာကွယ်ဝင်ကြီးကအိန္ဒိယရဲ့စစ်ရေးရကျူးကျော်မဲ့စစ်ဆဲအခြေအနေတွေရင်ဆိုင်နေရအောင်ပြောကြားခဲ့တာပါ။ဒါကကျွန်တော်တို့ရှေ့သတင်းတွေနဲ့နောက်သတင်းတွေနဲ့ပြန်ဆက်ဆက်မိအောင်အကုန်လုံးပြန်ပြီးစုစည်းပေးထားတာဖြစ်ပါတယ်။ ပါကစ္စတန်ကာကွယ်ဝင်ကြီးကဧပြီလ28ရက်နေ့ကအိန္ဒိချင်းအိန္ဒိယကစစ်ရေးရကျူးကျော်မဲ့ဆက်ဆက်ဖြစ်လာပြီလို့ပြောကြားလာခဲ့ပါတယ်။ပါကစ္စတန်တပ်တွေကိုအားဖြည့်ထားတဲ့အကူကတခုခုဖြစ်တော့မဲ့ပုံပဲအိန္ဒိယဘက်ကတင်းမာမှုမြင့်တက်လာပြီးတိုက်ခိုက်မှုဖြစ်လာနိုင်ရရှိကြောင်းကိုပါကစ္စတန်စစ်တပ်ကအစိုးရကိုလည်းအသိပေးထားတယ်ဆိုပြီးတော့ပါကစ္စတန်ကာကွယ်ဝင်ကြီး ခဝဂျာမူဟာမက်အဆက်ကရိုက်တာနဲ့အင်တာဗျူးမှာပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြင်သူပြောကြားမှုထဲမှာနျူကလ িয়ার လက်နက်ထုတ်သုံးလာနိုင်ရင်နဲ့ပတ်သက်လို့ပါကစ္စတန်ကိုတိုက်ရိုက်ချင်းချောက်လာမှသာထုတ်သုံးရလိမ့်မယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။အဲ့ဒီပြင်တရုတ်ဝင်လယ်ကွေ့နိုင်ငံတွေအပါအဝင်ယင်းနီးတဲ့မိတ်ဆွေနိုင်ငံတွေကိုချဉ်ကပ်ထားပြီးတော့ပြည်ထောင်အမေရိကန်တို့ကိုလည်းအခုချိန်တွေကိုအတိပေးထားတယ်ဆိုပြီးကာဝေးဝန်ကြီးကပြောသွားခဲ့ပါတယ်။ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါကစ္စတန်ဝန်ကြီးကအိန္ဒိယဟာလာမယ့်24နိုင်ကနေ36နိုင်အတွင်းပါကစ္စတန်ကိုစစ်ရေးရတိုက်ခိုက်မယ်ဆိုတဲ့သတင်းရဲ့လက်ရှိအခြေအနေပါ ပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီးအတာလူလတာရာက X media မှာအင်္ဂါနေ့ညတကောင်ရန်ကနေဗုဒ္ဓဦးနေမနက်အခုကာလမှာ အိန္ဒိယကလာမယ့်24နိုင်ကနေ36နိုင်တွင်ပါကစ္စတန်ကိုစစ်ရေးရတုံ့ပြန်တိုက်ခိုက်လိမ့်မယ်လို့ယုံကြည်စိတ်ချရတဲ့ထောက်လိုင်းသတင်းရှိတယ်ဆိုပြီးရေးသားလွှင့်တင်ခဲ့ပါတယ်ဒါပေမဲ့တတိထောက်ထားသုံးတရားဖော်ပြခြင်းတော့မရှိခဲ့ပါဘူးအတလူလာတာရာရဲ့ရေးသားချက်ဟာအိန္ဒိယထိန်းချုပ်ကက်ရှမီးယားဒေသတောင်တန်းမြို့ဖြစ်တဲ့ပါလ်ကန်အကြမ်းဖက်မှုဖြစ်ပြီးတပတ်အကြာမှာထွက်ပေါ်ခဲ့တာဖြစ်ပါတယ် အရေးသားချက်နဲ့ပတ်သက်လို့ CNN သတင်းဌာနကအိန္ဒိယကာကွယ်ဝန်ကြီးဌာနကိုဆက်သွယ်မေးမြန်းနေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပြီးမြက်နောက်ဆက်တွဲအခြေအနေကိုမသိရပါဘူးဒါပေမဲ့လည်းတေချာတာကတော့အခုအချိန်ဟာပါကစ္စတန်သတင်းအချက်အလက်ဝန်ကြီးပြောကြားခဲ့တဲ့ကာလကြော်လွန်သွားပြီဖြစ်တာကြောင့်မှန်နေမှားတဲ့ငင်းပွားဖို့မလိုတော့တဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီဖြစ်ရက်မှာပါကစ္စတန်နဲ့အိန္ဒိယဘသူကဘာတွေပြောခဲ့လဲတနည်းအားဖြင့်ဘသူအတန်ပိုထွက်လဲဆိုတာလေးကိုကျွန်တော်တို့ရှိတဲ့မှတ်တမ်းလေးတွေချက်ပြန်ကြည့်ရအောင် ဒီပြစ်စင်စတာကနေခုဒီတပတ်လောက်အတွင်းမှာပါကစ္စတန်ကပြောဆိုချင်းချောက်မှုပိုပြီးများများပြားပြားပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီဂျမ်ဖက်ဖြစ်ရပေါ်ပေါက်ချေအိန္ဒိယဝန်ကြီးချုပ်ကပြပါခီးစင်မပြီးခင်အိန္ဒိယကိုပြန်လှည့်လာပြီးဒါဟာတရေဘောကြောင့်လည်းလုပ်ရတိုက်ခိုက်သူတွေကိုရေးယူဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့တယ်။ပြီးတော့ဧပြီ23ရက်နေ့မှာတော့အိန္ဒိယကပါကစ္စတန်ကိုနေရက်ဖြတ်ကျော်အချမ်းဖက်မူဝါဒထောက်ပံ့ကူညီပေးနေတဲ့နိုင်ငံဆိုပြီးပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့အိန္ဒိယဝန်ကြီးချုပ်မိုဒီက ဒီနေရာမှာသူပြောတဲ့ထက်ကအရေးကြီးတဲ့စလုံးလေးတွေပြန်ပြီးမျှော်ပြပါမယ်။ကဘာကြီးတစ်ခုလုံးကိုပြောချင်တာကတော့ကဘာဘောကဘယ်အချမ်းဖက်သမားမဆိုနဲ့သူတို့နောက်မှာရှိနေတဲ့လက်မဲကြီးတွေကိုချီရခံဖော်ထုတ်ပြီးပြစ်ပေးသွားမှာပါ။အိန္ဒိယကိုအချမ်းဖက်ပြယုံနဲ့ပြိုကွဲသွားမယ်လို့မထင်ပါနဲ့။အချမ်းဖက်သမားတွေကိုမဖြစ်ဖြစ်အောင်မရရတဲ့နည်းနဲ့ပြစ်ပေးသွားမှာပါ။ ဖိုင်ကန်ချမ်းပတ်မှုမှာပါတဲ့သူတွေအဲ့ဒါကိုစီစဉ်သူတွေနဲ့ထောက်ပံ့ပေးသူတွေအားလုံးကိုရှင်းရှင်းလင်းလင်းပြောချင်တာကခမရတို့စိတ်ကူးလို့တောင်မရတဲ့ထင်အောင်ထင်မထားတဲ့အပြစ်ပေးမှုတွေပြုလုပ်သွားမှဆိုတာပါပဲလို့ပြသပြင်းထန်စွာပြောသားခဲ့ပါတယ်။အဲ့နောက်မှာအိန္ဒိယကဝဲဝင်ကြီးကလည်းချမ်းဖက်တိုက်ခိုက်မှုအတွက်တိခတ်နိုင်မှုကတုံ့ညအဆင်ပဲ။ချမ်းဖက်တွေကသာရေးယူသွားမှာမဟုတ်ဘူး။ချမ်းဖက်ဖြစ်အောင်လုံဆောင်သူတွေကိုပါရေးယူသွားမှာဖြစ်တယ်လို့ထပ်မံပြောဆိုလာခဲ့ပါတယ်။ဒါကအိန္ဒိယဘက်ကနေဒီပစ်စစ်နဲ့ပတ်သက်လို့ပြောဆိုတဲ့အထက်မှာ ဒီအကြောင်းအရာတွေဒီလူတွေတီးချင်နေတွေဒီလောက်ပဲတွေ့ရပါတယ်အဲ့တော့အဲ့ဒီကိစ္စအနေနဲ့ပတ်သက်လို့ပါကစ္စတန်ဘက်ကတုံ့ပြန်ပြောဆိုမှုတွေကိုကြည့်ရင်ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်ကထိုင်တန်းစစ်ဘက်ဆိုင်ရာအရာရှိတွေတက်ရောက်တဲ့အမျိုးသားလုံခြုံရေးကော်မတီအစည်းအဝေးကျင်းပပြီးတော့ပါကစ္စတန်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုချိန်ချောက်မှုမှန်သမျှကိုနေပယ်ဖောင်းဆောင်မှာခိုင်ခိုင်မာမာလက်တုံ့ပြန်ဆောင်ရွက်သွားမယ် ယုံကြည်စိတ်ချလောက်တဲ့စုံစမ်းစစ်ဆေးမှုလည်းမရှိစစ်ဆေးနိုင်တဲ့တပ်တွေထောက်ထားလည်းမရှိပဲနဲ့ပဟလ်ဂန်တိုက်ခိုက်မှုကိုပါကစ္စတန်နဲ့ဆက်နွယ်ဖို့ကြိုးပမ်းနေရဟာကေယောကမဲနိုင်ပြီးတော့ကြိုးချောင်းဆင်ခြင်မှုလည်းကင်းမဲ့ပြီးအရှုံးထွက်မဲ့ယုတ်တိတာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်မှာပါကစ္စတန်ဝန်ကြီးချုပ်ယုံကအိန္ဒိယဘက်ကပါကစ္စတန်ပါကစ္စတန်ကိုပြစ်မှတ်ထားကြီးညာခဲ့တဲ့အစီအမံများစွာဟာလုံးစွာတာဝန်ယူမှုမရှိတဲ့အပြင်ဥပဒေချေခံထားခြင်းမရှိဘူးပါကစ္စတန်နေနဲ့အိန္ဒိယဘော်တံပြန်စီစဉ်များစွာ ချမှတ်တော့မှာဖြစ်တယ်ဆိုပြီးဧပြီ24ရက်နေ့ကပြောပါတယ်ပြီးတော့ပါကစ္စတန်ထက်လွတ်တော်ကလည်းကက်ရှမီးယားတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ပါကစ္စတန်မှအိန္ဒိယဆဆပြောဆိုမှုတွေကိုပယ်ချတဲ့ဆုံးဖြတ်ချက်အစိုးကိုဧပြီ25ရက်နေ့မှာတညတညထဲအတည်ပြုခဲ့ပါတယ်ပြီးတော့ပါကစ္စတန်ကာကွယ်ဝန်ကြီး Quoted Asif ကအိန္ဒိယကဘယ်လိုတိုက်ခိုက်မှုမျိုးမဆိုစတင်နိုင်ပြီးတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အိန္ဒိယနှစ်နိုင်ငံကြားစစ်ပွဲကြီးကြေဖြစ်စေနိုင်တယ်လို့သတိပေးပါတယ်ပြီးတော့ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီး ဘီလဝတ်ဘူဒူဇာတာရီကအိန္ဒုမြေရဲ့စီစဉ်မှုကိုရက်တန့်လိုက်မယ်ဆိုရင်အိန္ဒိယသွေးတွေစီစဉ်လာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ပြီးတော့ပါကစ္စတန်ဝန်ကြီးဟာနီဖ်အဘစီကတော့ပါကစ္စတန်ရဲ့လက်နက်တိုက်တွေဖြစ်တဲ့ဂိုရှီရှာဟင်းနဲ့ဂဇနာဗီမှာရှိနေတဲ့ဒုံးကျည်နေတဲ့နျူကလ িয়ার ထိပ်ပူ130ဟာအိန္ဒိယအတွက်ထားရှိတာဖြစ်တယ်ဆိုပြီးတော့ဧပြီ29မှာပြောကြားပါတယ်။ ပြီးတော့တခါပါကစ္စတန်ယထာဝင်ကြီးကတော့သူတို့ရဲ့ဒုံမြန်တွေကအိန္ဒိယရဲ့အထက်မြို့ကြီးတွေနဲ့အရေးပါတဲ့မြို့တွေအားလုံးကိုလလန်းမှီပြီးတော့ပြစ်မှတ်မှတ်ဖို့တင်ထားပြီးသားဖြစ်တယ်လို့ဆိုပါတယ်ပြီးတော့ပါကစ္စတန်ကာကွယ်ဝန်ကြီးကအိန္ဒိယတပ်တွေကျူးကျော်မှုအနေနဲ့ကြောက်အံဆဲဆဲဖြစ်နေပြီလို့ဆိုခဲ့တယ်လို့ writer interview မှာလည်းနျူကလ িয়ার လက်နက်ထုတ်သုံးလာနိုင်ခြင်းနဲ့ပတ်သက်လို့ပါကစ္စတန်ကိုတိုက်ရိုက်ချင်းချောက်လာမှသာထုတ်သုံးမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးအခုပါကစ္စတန်သတင်းချက်လက်ဝန်ကြီးရဲ့ အိန္ဒိယဟာလာမယ့်24နိုင်ရက်နေ့36နိုင်အတွင်းပါကစ္စတန်ကိုစစ်ရေးရတုံးပြန်တိုက်ခိုက်လိမ့်မယ်ဆိုတာဒီအထိစစ်ဘက်ဆိုင်ရာရောအခြားသောအစိုးရအဖွဲ့ဝင်တွေကပါဒီဖြစ်စဉ်နဲ့ပတ်သက်လို့ထုတ်ဖော်ပြောဆိုသတိပေးချင်းချောက်မှုအများပြားပြုလုပ်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့နှစ်နိုင်ငံစစ်ဘက်ရေးရာလှုပ်ရှားပြင်ဆင်မှုအချို့ပါနိုင်ငံလုံးကဆက်လက်နဲ့ရန်နေရာတွေကိုနေဆက်ဒေတာတွေစီပို့နေတဲ့သတင်းတွေ စစ်ဖက်လက်နက်တွေဝယ်ယူဖြည့်တင်းပေးပို့နေရဆိုတဲ့သတင်းတွေကပြီးခဲ့တဲ့သတင်းတွေမှာလည်းမျှဝေပေးခဲ့ပြီးဖြစ်ပါတယ်အဲ့တော့နောက်ထပ်အနေနဲ့ကအိန္ဒိယရေတပ်ကသူ့ရဲ့တိနံစီဝိုင်းဇုံအတွင်းမှာအာရဗျာပင်လယ်မှာစစ်ရေးလက်ချက်မှုတွေကိုအကျယ်အတွင်းလှုပ်ဆောင်နေပြီးတော့ပုံမှန်မဟုတ်တဲ့လှုပ်ဆောင်မှုမှန်သမျှကိုကာကွယ်ဖို့စစ်သည်မော်တွေကိုတတိပေးထားတယ်ဆိုပြီးကာကွယ်သတင်းရင်းမြစ်တွေကပြောပါတယ်။ပါကစ္စတန်ရေတပ်ရဲ့အာရဗျာပင်လယ်မှာလက်ရှိလက်ချက်မှုပြုလုပ်နေတဲ့ဒေသကနေရေမှန်85မိုင်အကွာဂူဂျာရကန်လွန်မှာကန်ယူနာဒေသ အိန္ဒိယရေတပ်ကစစ်ရေးလေ့ကျင့်မှုပြုလုပ်တာဖြစ်ပါတယ်။ဂူဂျာရကန်ဝဲမှာရှိနေတဲ့နိုင်ငံတကာရေကြောင်းနယ်နိမိတ်အနီးအိန္ဒိယကမ်းခြေဆောင်တင်မောတွေကိုရှေ့တန်းနေရာတွေမှာလည်းတပ်ဖြန့်ထားပါတယ်။သတင်းရင်းမြစ်တွေအဆိုရတော့အိန္ဒိယရေတပ်ကလေ့ကျင့်ခန်းအမျိုးမျိုးလှုပ်ဆောင်နေပြီးတော့လာမယ့်ရက်မှာနောက်ထပ်ပြစ်ခတ်မှုတွေပြုလုပ်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ပြစ်ခတ်မှုဆန်ရအတိပေးချက်တွေအရ2025ဧပြီ30ကနေမေလ3ရက်နေ့ထိအကျုံးဝင်ပါပါ။ ရေတက်ကသတ်မှတ်ထားတဲ့ area နဲ့အချိန်ပိုင်းခြားတွင် ပြုလုပ်မဲ့ကြီးစစ်သုံးကြီးအစစ်သုံးတိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေအကြောင်းကိုလည်းရေကြောင်းအာဏာပိုင်တွေကအရက်ဖက်တင်းမော့တွေနဲ့လေးရင်တွေကိုအတိပေးထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။မကြသေးခင်ရက်အတွင်းကအိန္ဒိယရေတက်တင်းမော့ကရေတက်လေ့ကျင့်မှုရဲ့တစိမ့်တစ်ပိုင်းအဖြစ်အားဖြင့်ပင်လယ်မှာ promote တင်းမော့ပြတ်ဒုံးပါဝင်တင်းမော့ပြတ်ဒုံးကြီးအများအပြားပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီပြင် အထူးခြားဆုံးချက်လက်အနေနဲ့ကတော့ဝန်ကြီးချုပ် Narendra Modi ကအင်္ဂါနေ့ April 29ရက်နေ့မှာအိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေကိုအိန္ဒိယရဲ့တုံ့ပြန်မှုပုံစံပစ်ခတ်မှုအချိန်ကာလစသည်ဖြင့်စစ်ရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ပိုင်ခွင့်တွေအတွက်အိန္ဒိယကိုအိန္ဒိယစစ်တပ်ကိုအပြည့်အဝခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ကာကွယ်ဝန်ကြီး Rajnath Singh မြန်မာလုံခြုံရေးအကြံပေးအဂျစ်ဒိုဗဲနဲ့ကာကွယ်ဦးစီးချုပ်ဘူချုပ်ကြီးအနစ်ဂျွမ်တို့တက်ရောက်တဲ့ထိပ်သီးစည်းဝေးမှာလွတ်လပ်စွာစီမံနိုင်မှုခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ တစ်ဖက်မှာပါကစ္စတန်ဘက်မှာကတော့ပါကစ္စတန်ဝန်ကြီးရှက်ဘတ်ရှရစ်ကထိတ်တန်းစစ်ဘက်ရရှိတဲ့တက်ရောက်တဲ့အမျိုးသားလူညွန်ကော်မတီအစည်းအဝေးကျင်းပတယ်။ပြီးတော့ကာကွယ်သတင်းရင်းမြစ်တွေရဲ့အဆိုအရတော့ပါကစ္စတန်ကသူ့ရဲ့စတုထမြောက်ရေးတဲ့ဒုံးကြီးပစ်ခတ်ဖို့သတိပေးချက်ကိုပြီးခဲ့တဲ့သတင်းဘက်ကထုတ်ပြန်ခဲ့ပေမယ့်ရခိုင်သုံးချိန်မှာကကြေညာမှုမရှိခဲ့ပါဘူး။ပြီးတော့ပါကစ္စတန်ကအခုလက်တလုံးမှာပဲနိုင်ငံရဲ့အမျိုးသားလူညွန်ကြီးအကြံပေး NSA အသစ်အဖြစ် Inter Service Intelligence INSI ပြည်တွင်းထောက်လန်းရေးရဲ့လက်ရှိညွှန်ကြားမှုချုပ်အစင်မလစ်ကိုခန့်အပ်လိုက်ပါတယ်မလစ်ကသူ့ရဲ့လက်ရှိယာရုကိုနိုင်ငံထိပ်တန်းထောက်လန်းရေးအေဂျင်စီအကြီးအကဲဖြစ်ထမ်းဆောင်သွားမှာဖြစ်ပြီးတော့ပါကစ္စတန်စစ်တပ်ရဲ့မီဒီယာအဖွဲ့ကတာဝန်ရှိသူတူဖြစ်တဲ့ Inter Service Public Relation ကတာဝန်ရှိသူတူကဆင်ဝါကိုအဲ့ဒီအကြောင်းမေလ၁ရက်နေ့ကပြောကြားခဲ့ပါတယ်မလစ်ကို2024စက်တင်ဘာမှာ ISI ရဲ့အကြီးအကဲဖြစ်ခန့်အပ်ခဲ့ပါတယ်။အရင် NSA ရဲ့အခန်းကဏ္ဍကိုမြင့်တင်ခြင်းဟာဒေတာတွင်းရှုပ်ထွေးမှုတွေကြီးထွားလာပြီးလုံခြုံရေးအရှိန်ဟုန်သတိထားရမယ့်အချိန်မှာပါကစ္စတန်ရဲ့မြို့သားလုံခြုံရေးဆုံးဖြတ်ချက်ချခြင်းနဲ့အဓိကနေရာတွေမှာတာဝန်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ NSA ရုံးကပါကစ္စတန်ရဲ့ဗျူဟာမြောက်ဥတီချက်ပုံဖော်ရမှာအဓိကအခန်းကဏ္ဍကပါဝင်ပြီးတော့မြို့သားလုံခြုံရေးမူဝါဒတွေကိုညှိနှိုင်းဆောင်ရွက်ပြီးဝင်ကြီးချုပ်ကိုပြည်ရင်းပြည်ပလုံခြုံရေးဆိုင်ရာအကြံပေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာကတော့ပါကစ္စတန်နိုင်ငံတွင်ဂျမ်ဖက်တိုက်ခိုက်မှုတွေကို အိန္ဒိယကတိုက်ရိုက်ပါဝင်စီစဉ်ခဲ့တယ်လို့ပါကစ္စတန်တပ်မတော်ပြန်ကြားရေးတပ်မတော်ပြန်ကြားရေးကသတင်းထုတ်ပြန်ခဲ့တာပါကက်ရှမီးယားအိန္ဒိယပိုင်းဒေသတွင်ရဲသားတွေကိုပြစ်မှတ်ထားချမ်းပဲတိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပြီးနှစ်နိုင်ငံကြားတင်းမာနေချိန်မှာပါကစ္စတန်စစ်တပ်ကပါကစ္စတန်နိုင်ငံတွင်ချမ်းပဲတိုက်ခိုက်မှုများစွာကိုအိန္ဒိယကတိုက်ရိုက်ပါဝင်စီစဉ်ခဲ့တယ်အဲ့ဒီနဲ့ပါကစ္စတန်ဘက်ကတပ်တွေထောက်ထားရှိတဲ့ချမ်းပဲတိုက်ခိုက်မှု52မှုအထိရှိတယ်ဆိုပြီးဧပြီ26ရက်နေ့မှာထုတ်ပေါ်ပြောဆိုလာခဲ့ပါတယ် ါကစ္စတန်တမရပြန်ကြားရေးဌာနညွှန်ကြားမှုချုပ်ချောင်ဒရီကပါကစ္စတန်နိုင်ငံအရှိပိုင်းရာဝယ်ပင်ဒီမြို့မှာဧပြီ29ရက်နေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပါကစ္စတန်လူညွန့်တက်ကအိန္ဒိယမှာလေ့ကျင့်ခဲ့ဘူးတဲ့ဂျမ်ဖက်သမားတူကိုဖမ်းဆီးရရှိခဲ့ပြီးတော့အိန္ဒိယတပ်ဖွဲ့ဝင်တွေက နေဆက်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်တဲ့အထောက်အထားအသေးစိတ်ကိုလည်းရှာဖွေတွေ့ရှိထားတယ်လို့ဆိုပါတယ်ပါကစ္စတန်လူညွန့်တက်ဟာအိန္ဒိယမှာလေ့ကျင့်ခဲ့ဘူးတဲ့ဂျမ်ဖက်သမားတူကိုဖမ်းဆီးရရှိခဲ့ပြီးတော့ အိန္ဒိယတပ်ဖွဲ့ဝင်တွေကနေဆက်ဖြတ်ကျော်ပူပေါင်းထားတဲ့တပ်တွေထောက်ထားအသေးစိတ်ကိုလည်းရှာဖွေတွေ့ရှိထားပါတယ်။အိန္ဒိယစစ်တပ်ရဲ့စစ်ရေးလက်ကျင့်မှုကိုတင်ယူဘူးတဲ့အဲ့တန်တရားရှိတဲ့ပါကစ္စတန်နိုင်ငံသားကပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာရှိနေတဲ့ဘတ်စကာမတ်တိုင်တစ်ခုနီအိဘရန်25ရက်နေ့ကဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။သူထံကနေပြီးတော့အလေးချိန်2.5ကီလိုရှိတဲ့ဖောက်ခွဲပစ္စည်းလက်ကင်ဖုန်းနှလုံးအိန္ဒိယနိုင်ငံထုတ် drone တစ်စင်းပါကစ္စတန်ရူပီငွေသားတစ်သန်းနဲ့အတူတွေ့ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ ပါကစ္စတန်စစ်ဖက်ကအဲ့ဒီတန်ရာရှိသူရဲ့မိုဘိုင်းစက်ကရီယာကိုစစ်ဆေးပြီးတဲ့နောက်သူနဲ့အိန္ဒိယစစ်တပ်အရာရှိတွေရဲ့ဆက်သွယ်မှုမှတ်တမ်းကိုတွေ့ရှိခဲ့ရတယ်လို့ပါကစ္စတန်တပ်မတော်ပြန်ကြားညွှန်ကြားမှုချုပ်ချောင်ဒရီက Rawal Pindi မြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။စစ်ဆေးမေးမြန်းခဲ့ရမှာအိန္ဒိယစစ်တပ်အရာရှိတွေရဲ့တရက်ညွှန်ကြားမှုအောက်မှာအလွယ်ကူဖောက်၃ဖောက်ခွဲပစ္စည်း IED နဲ့တိုက်ခိုက်မှု၄ချိန်ပြုလုပ်ခဲ့တယ်လို့အဲ့ဒီလူကဝန်ခံပြောကြားခဲ့ပြီးတော့ ပါကစ္စတန်စစ်တပ်ဘက်ကအိန္ဒိယအရာရှိလိုတတ်မှတ်တီးပြုထားသူတူကအဲ့ဒီတန်တရားရှိသူကိုအများပြည်သူဆိုင်ရာနေရာတွေမှာတိုက်ခိုက်မှုဆောင်ရွက်ဖို့ညွှန်ကြားထားတဲ့အတန်ဖိုင်တစ်ခုကိုလည်းရရှိတယ်လို့ဆိုပါရတယ်။အဲ့ဒီတန်ဖိုင်ကခိုင်လုံတဲ့တပ်တွေထောက်ထားဖြစ်တတ်မှတ်နိုင်ပြီးတော့ပါကစ္စတန်နိုင်ငံတွင်ဂျက်ဖက်ဝါဒလှုပ်ရှားမှုတွေမှာအိန္ဒိယဆိုရပါဝင်ပတ်သက်ကြောင်းတပ်တွေပြနေတာဖြစ်တယ်လို့ချောင်ဒရီကပြောကြားခဲ့ပါတယ်။အိန္ဒိယရဲ့ခုလိုလှုပ်ဆောင်မှုတွေကပါကစ္စတန်နိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောင်းဝင်မှာမကဒေသတွင်း တည်ငြိမ်ရေးကိုပါချင်းချောက်ပြီးတော့ပါကစ္စတန်အနေနဲ့ဖြတ်ကျော်လက်နက်ကိုင်လှုပ်ရှားမှုတွေမှာပါဝင်ပတ်သက်နေတယ်လို့အိန္ဒိယကအချင်းချင်းဆွဆွဲခဲ့ပြီးမြဲခိုင်လုံတဲ့တပ်တွေထောက်ထားတဲ့စုံတရားမပြနိုင်ခဲ့ဘူးလို့သူကထပ်မံပြောကြားသွားခဲ့ပါတယ်။နောက်ထပ်သတင်းကတော့အိန္ဒိယရဲ့ပါကစ္စတန်အိန္ဒိယနဲ့ပါကစ္စတန်ပေါ်စိုးရင်ပူပန်နေတဲ့ကုလသမဂ္ဂအထွေထွေတူးချုပ်တဲ့အထွေထွေညီလာခံဥက္ကဋ္ဌပါဣဘရန်နဆာကိုယေကာဂူလာတမဂါထူရီတွင်မှုချုပ်ဂူတာရက်စ်ကပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဒရစ်အိန္ဒိယနိုင်ငံရဲ့ဝင်ကြီးစာနာရုံးနဲ့တီးခြားစီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့တနေ့ချင်းပြင်းထန်လာတဲ့တင်းမာမှုအခြေအနေတွေပေါ်များစွာစိုးရိမ်ပူပန်တယ်လို့ပြောကြားခဲ့တယ်လို့ဂူဒါရက်ဆက်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်စတီဗင်ဒူဂျာရက်ကပုံမှန်သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်တီးပေးခဲ့ပါတယ်ဂူဒါရက်ကဝန်ထဲပွဲရလက်ဖြစ်စေနိုင်တဲ့တိုက်ခိုက်မှုတွေကိုမဖြစ်မနေရှောင်ကျဉ်ရမှာဖြစ်ကြောင်း သူ့အနေနဲ့အခြေအနေတွေပြေလျှော့လာစေဖို့ကြိုးပမ်းမှုကိုထောက်ခံအားပေးဖို့အတွက်ဂျာဝင်စစ်ဆက်လူကြောင်းပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။အဲဒီလိုပဲသူနဲ့ပြန်ပူပန်သူကတော့86ချိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဖီလီမွန်ရန်ဖြစ်ပါတယ်။သူကအိန္ဒိယနဲ့ပါကစ္စတန်ကြားအကြမ်းဖက်မှုအရှိန်မြင့်တက်လာမှုပေါ်များစွာစိုးရင်ပူပန်မိကြောင်းဘလို့ချင်းနေမှမဆိုရတပ်ပြည်သူတွေပေါ်ကိုဥတီတဲ့တိုက်ခိုက်မှုဟာလက်ခံနိုင်ွယ်မရှိကြောင်းတရားနည်းလည်းမကျကြောင်း နှစ်ဖက်အနေနဲ့အတက်နိုင်ဆုံးထိန်းသိမ်းသိမ်းသိမ်းလှုပ်ဆောင်ပြီးတန်မာရေးနီးလန်းနေတဲ့ရင်းပွားမှုကိုဖြေရှင်းဖို့လိုကြောင်းကြေညာခဲ့တယ်လို့ဖေလီမွန်ရဲပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရှရွန်ဘက်ကတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်ဒီနေ့ညဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်ဒါကတော့ရှေ့မှာပြောထားတဲ့အကြောင်းအရာလေးတွေကိုစုပြီးညဝေတာပါဘာဖြစ်လို့လဲဆိုတော့ကိစ္စရက်ကဒပိုင်းကြီးကြည့်ရတဲ့ဆားလို့ရှိရင်အကုန်ဆက်ဆက်ကြည့်လိုက်လို့ရှိရင်ပို့ပြီးမြင်လွယ်လို့ပါ ကုလသမဂ္ဂဒွေမှုချုပ်ကဒီတိုက်ခိုက်မှုကိုပြင်းထန်ရှုတ်ချထားတယ်။အရသားတွေပေါ်တိုက်ခိုက်မှုကိုခွင့်မပြုဘူးလက်ခံနိုင်မှုရမရှိဘူးလို့ပြောထားတယ်။အဲလိုပဲရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့အီတလီဝန်ကြီးချုပ်ဂျော်ဂျီယာမယ်လိုနီတို့ကလည်းတရားဝင်ထုတ်ပေါ်ရှုတ်ချထားတယ်။အဲ့တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကက်ရှမီးယားကိစ္စကအလွန်စိတ်ဖြစ်ပွဲကောင်းတဲ့သတင်းတွေထွက်ခဲ့တယ်။ဂျမ်ဘက်ဝါရကိုတိုက်ဖြတ်ရမှာအမေရိကန်ပြည်ထောင်စုကအိန္ဒိယနဲ့အခိုင်အမာရပ်တည်ပါတယ်လို့ဆိုရှယ်မီဒီယာမှာရေးသားထားတယ်။အဲ့ဖြစ်စဉ်ဖြစ်တဲ့နေ့ အိန္ဒိယမှာရှိနေတဲ့ American ဒုတိယသမ္မတ JD Vance ကကြတော့ဒီတိုက်ခိုက်မှုဟာဆိုးရတဲ့ဂျမ်ဘတ်တိုက်ခိုက်မှုဖြစ်တယ်လို့ပြောဆိုခဲ့တယ်။ပြီးတော့ American နိုင်ငံရဲ့ဝန်ကြီးဌာနကဇာတိနေ့ April 24ရက်နေ့မှာ Washington အိန္ဒိယနဲ့အတူတူရပ်တည်နေပါတယ်လို့ထုတ်ဖော်ပြောဆိုခဲ့တယ်။ပြီးရင်နောက်ထပ်တူရကီကကြတော့ဆလနိုက်ပြစ်ပါတဲ့လေရင်6ဆင်းပါကစ္စတန်ကိုလွှတ်ခဲ့တယ်ဆိုတာကမမှန်ဘူးလို့တူရကီပြည်သူ့ဆက်ဆံရေးဦးစီးဌာနက X Media Platform မှာထုတ်ပြန်တယ်။ပြီးတော့ April 28ရက်နေ့မှာတော့ တူရကီအနေနဲ့ပါကစ္စတန်နဲ့အိန္ဒိယကြားတင်းမာမှုတွေဒီတက်ပိုပြင်းထန်တဲ့အခြေအနေရောက်မလာခင်မှာအများဆုံးပြေလျော့သွားစီခြင်းနဲ့ဒေတာတွေနဲ့ပြင်ပမှာပြိပခတ်တွေထပ်ပေါ်ပေါက်လာမှာကိုမလို့လားတာကြောင့်ခါခွင့်တင်တိုင်းလေတာပြောဆိုနေတာဖြစ်တယ်ဆိုပြီးတော့မြို့တော်အန်ကာရာမှာအစိုးရဖွဲ့အစည်းအဝေးပြုလုပ်ပြီးသမရအာဒိုဂန်ကသတင်းထောက်တွေကိုပြောပါတယ်ပြီးတော့တရုတ်နိုင်ငံတရုတ်နိုင်ငံကကက်ရှမီးယားမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ ဗမလိုက်တဲ့စုံစမ်းစစ်ဆေးမှုတခုလှုပ်ဆောင်မှုတောင်းဆိုတယ်။နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့တင်းမာမှုတွေရော့စေဖို့လက်တွဲလှုပ်ဆောင်မှုအိန္ဒိယနဲ့ပါကစ္စတန်ကိုတိုက်တွန်းခဲ့တယ်။ပြီးတော့တရုတ်နိုင်ငံရဲ့ဝန်ကြီးဝန်ကြီးကပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးနဲ့ဖုန်းခေါ်စဉ်မှာဒီပရိပကအိန္ဒိယနဲ့ပါကစ္စတန်ရဲ့အကျိုးစီးပွားကိုအကျိုးပြုမှာမဟုတ်ဘူး။ဒေသတွင်းငြိမ်းချမ်းရေးနဲ့ဒီချိန်ရေးကိုအကူအညီပေးစေမှာမဟုတ်ဘူးလို့ပြောတယ်။အကြမ်းဖက်မှုတွေကိုတိုက်ဖြတ်ဖို့ပါကစ္စတန်ချိုးပန်းအားထုတ်မှုတွေကိုတရုတ်ကထောက်ခံတယ်လို့ဆိုတယ်။ အဲ့ဒီနာကိုဖြည့်ရှင်းဖို့နိုင်ငံအားလုံးရဲ့စူပေါင်းတောင်းဝန်ဖြစ်တယ်လို့ပြောသွားတယ်။ဒါကတော့ဒီပြဿနာနဲ့ပတ်သက်လို့နိုင်ငံကြီးတွေရဲ့တရားဝင်ပြောဆိုမှုတွေကိုစူးစီးမျှဝေခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အခုဒီအိန္ဒိယနဲ့ပါကစ္စတန်ချင်းနေဆိုလို့ရှိရင်ကျွန်တော်တို့မျှဝေတာအပိုင်း၃ပိုင်းရှိတယ် 3ဘိုင်းရှိသွားပါပြီဒီဘိုင်းနဲ့ဆို4ဘိုင်းဖြစ်သွားပါပြီအကုန်လုံးအစားဆုံးဆက်ဆက်နားထောင်ကြည့်ကြရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်မှာ link လေးတွေထည့်ပေးထားပါတယ် description ထဲမှာအဲ့ link လေးတွေကနေတစင်သွားနားထောင်နိုင်ပါတယ်ဒါဆိုလို့ရှိရင်တော့ဖြစ်စဉ်စတဲ့ကနေအခုချိန်ထိအချိန်ဒီအားလုံးခြုံငုံသုံးသပ်မိသွားနိုင်ဖို့အတွက်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျအခုလို့ကျွန်တော်တို့မျှဝေပေးနေမှုတွေကိုနားဆင်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျ